တခါတော့က queue တကောင်နဲ့ယုံတကောင်တို့ဟာသူတို့ရဲ့အပြေးပြန်ပွဲကိုစိတ်လွှတ်ရှားစွာနဲ့စတင်ဖို့ပြင်ဆင်နေကြပါတယ်။ယုံကအလိုမြင်ဆန်တဲ့အတွက်သူ့ကိုယ်သူအနိုင်ရမယ်လို့ယုံကြည်နေပါတယ်။ queue ကတော့နေကွေးပေမဲ့အနိုင်ရမယ်လို့တွေမစိုးမနစ်တဲ့စိတ်ဓာတ်နဲ့ပြိုင်ပွဲကိုရင်ဆိုင်ဖို့ပြင်ဆင်နေပါတယ်။ပြိုင်ပွဲဆက်တင်တဲ့အခါမှာယုံက queue ထက်အများကြီးမြင်ဆန်စွာနဲ့ရှေ့ကိုထွက်သွားပါတယ်။ယုံကသူ့ရဲ့မြင်ဆန်မှုကိုယုံကြည်ပြီး queue ကိုနောက်မှပဲထားခဲ့ပြီးသူ့အနိုင်ကိုတည်ချနေပါတယ်။ဒါပေမဲ့ queue ကတော့နင်းနေနေပဲဖြစ်ဖြစ် သူ့ရဲ့ခီးကိုဆက်လက်လျှောက်လှမ်းနေပါတယ်။ယုံကခီးကိုနောက်မှထားခဲ့ပြီးသူ့ရဲ့အနိုင်ကိုတေချာနေတဲ့အတွက်ခီးတဝက်မှာတစ်ပင်အောင်မှာအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ယုံကအနားယူနေတော့မှခီးကသူ့ရဲ့နေခွေးတဲ့အကောင်လေးနဲ့ပဲဖြစ်ဖြစ်ဆက်လက်လျှောက်လှမ်းနေပါတယ်။အချိန်ကြာလာတဲ့အခါမှာယုံကအိပ်ပျော်သွားပြီးခီးကသူ့ရဲ့ခီးကိုဆက်လက်လျှောက်လှမ်းနေပါတယ်။နောက်ဆုံးမှာခီးကပြိုင်ပွဲရဲ့ပန်းပန်းတိုင်ကိုရောက်လာပြီးယုံကိုအနိုင်ရသွားပါတယ်။ခီးကမစုံမနစ်တဲ့စိတ်ဓာတ်ကသူ့ကိုအနိုင်ရစေခဲ့တာဖြစ်ပါတယ်။ ဘလောက်နေခွေးနေပါစေကိုလုံးနေတဲ့အလုတ်ကတခါကြရင်ပန်းတိုင်ကိုရောက်နိုင်ပါတယ်ကိုရဲ့ယုံကြည်မှုကိုပန်းတိုင်ရောက်ဖို့အဓိကလို့တွေးပြီးယုံကသူ့ရဲ့မျက်စက်မှုကိုအလွန်ယုံကြည်နေတဲ့အတွက်အနားယူပြီးအိပ်ပျော်သွားတာပါတယ်ကိုရဲ့အားသာချက်ကိုယုံကြည်တာကောင်းပေမဲ့အနေရတွေလည်းရှိနိုင်ပါတယ်အချိန်ကိုအသုံးချခြင်း Q ကသူ့ရဲ့နေခွေးတဲ့အချိန်ကိုအသုံးချပြီးယုံအိပ်နေတဲ့အချိန်မှာဆက်လက်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်အချိန်ကိုကောင်းကောင်းသုံးချတတ်ဖို့ကအရေးကြီးပါတယ်ဒီပုံပြင်လေးကလူတွေက န်းတိုင်ကိုယုံကြည်မှုနဲ့မှန်ကန်စွာအသုံးချဖို့နဲ့အချိန်ကိုကောင်းကောင်းသုံးချတတ်ဖို့သင်ခန်းစာပေးပါတယ်။ဒါကြောင့်ဒီပုံပြင်လေးကစိတ်ဝင်စားဖို့ကောင်းတယ်လို့သင်ခန်းစာတွေလည်းအများကြီးရနိုင်ပါတယ်။